ရမွေးမြူရေးလုပ်ငန်းရှင်တွေနဲ့ဒေသခံဈေးဆိုင်တောင်သူတွေမကြေလည်မှုတွေဖြစ်ခဲ့ရတဲ့အဓိကအကြောင်းရင်းကတိကျခိုင်မာတဲ့ဥပဒေမီးဥပဒေတွေမရှိတာကြောင့်ဖြစ်တယ်လို့လွှတ်တော်ကိုယ်စားလှယ်တအူးက DBB ကိုပြောဆိုလိုက်ပါတယ်ဒီသတင်းကိုအောင်ကိုလက်ကပေးပို့ထားပါတယ်ခင်ဗျာ စကိုင်းတိုင်းဒေသကြီးကနေမြို့နယ်အတွင်းဒေသခံစည်းဆိုင်တောင်သူတွေနဲ့ပြားမွေးမြူရေးလုပ်ငန်းရှင်တွေကြားမကြေလည်မှုတွေဖြစ်ပေါ်ခဲ့ကြပြီးဒီလိုဖြစ်နေရတာကတိကျခိုင်မာတဲ့ဥပဒေနည်းဥပဒေတွေမရှိတာကြောင့်လို့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တဦးကပြောပါရယ်။ဒါလုပ်ငန်းနဲ့ပတ်သက်ပြီးတော့တိကျကြေရတဲ့နည်းဥပဒေဥပဒေတွေတော့မရှိဘူး။ ဒီဥပဒေတွေမရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့စေနီလိုနဲ့ကုတဲ့သဘောပဲဖြစ်နေစေနီလိုနဲ့ထိရောက်ရေးရတိကျတဲ့ဖြစ်ရှင်းမှုမျိုးတွေမတုံမကြုံတွေ့ရတဲ့အခါပြဿနာတွေကအဲတောက်လျှောက်တက်နေတာပေါ့နော်အဲအခုကျွန်တော်အနေနဲ့ကတော့ဒီတိုင်းဥပဒေချကော်မတီကိုတင်ပြထားတဲ့ ြားဥပဒေနဲ့ဥပဒေဟိုနီးဥပဒေတွေကိုရေးဆွဲပေးဖို့ဆိုပြီးသူတို့ကလည်းတိတ်မကြခင်ချက်ပိုင်းမှာဒီကျွန်တော်တို့ပြားမွေးညူရေးသမားတွေရောဈေးချန်ပိုင်းချန်ပိုင်းဆက်နေရောလာရောက်ပြီးတော့ကျွန်တော်ဒီသူတွေတရားတွေလုပ်မယ်လေးလာမှုတွေလုပ်မယ်လို့တော့ပြောတယ်ဈေးပွင့်နဲ့ရာသီတိုင်းမှာကဏီမြို့နယ်ကိုပြားလုပ်ငန်းရှင်တွေကလာရောက်မွေးမြူနေကြတာဆယ်နှစ်ကျော်ရှိပြီဖြစ်ပါတယ်နှစ်စဉ်ဆိုသလိုဈေးပွင့်တဲ့အချိန်မှာတနိုင်ငံလုံးကပြားလုပ်ငန်းရှင်တွေလာရောက်မွေးမြူကြတာပါပြားလုပ်ငန်းရှင်တွေကတောင်းသူတွေတောင်းဆိုထားတာတွေ ဥစည်းဌာနကချမှတ်ထားတာတွေကိုလိုက်နာမှုမရှိဘူးလို့ဒေသခံတွေကပြောပါတယ်။သူတို့တောင်သူမီဒီရဲ့လိုချင်တဲ့စီမံစည်းကမ်း16ချက်အဲ29ချက်ပေါ့။အဲ29ချက်ကိုသူတို့လိုက်နာပါမယ်လို့သူတို့ပြဌာနာအဲညှို့မှုကိုယ်တိုင်ကတာဝန်ခံသွားတာပေါ့။ဒါမှမဟုတ်အခုကလာရကုန်သွားတယ်သူတို့ဘက်ကဘာမှလိုက်နာဆောင်ရွက်ခြင်းမရှိဘူး။အဲမရှိတော့တောင်သူတွေအနေနဲ့ကဒါဟုဥပဒေကြောင်းအရဆက်လက်ဆောင်ရွက်ဖို့ဆိုပြီးတော့ data တွေလက်မှတ်တွေပေါ့တောင်သူတွေရဲ့လက်မှတ်တွေကောက်ပြီးတော့ဥပဒေကြောင်းကတရားစွဲမယ်ဆိုပြီးတော့လောက်လာတဲ့အချိန် ိုဝင်ကြီးကခေါ်ပြီးတော့ညှိပေးတာပေါ့ညှိပြီးတော့ဒီလာဒီဆယ်လာပိုင်း25ရက်နေ့တော့တို့အပြီးရောင်းရှိပေးပါမယ်လို့လောလောဆယ်တော့တို့ကမခံသွားတာပေါ့မြန်မာနိုင်ငံမှာပြည်မွေးမြူရေးလုပ်ငန်းကို1980ကျော်ကစတင်ခဲ့တာပါ။စကိုင်းတိုင်းတွင်းမှာပြားလုပ်ငန်းရှင်300နီးပါးရှိပြီးပြားပုံရေ6000လောက်ရှိပါတယ်။ကျွန်တော်တို့ကနိုင်ငံတော်ကနေပြီးတော့ဒီပြားဌာနတည်ထောင်ပေးထားတဲ့ရည်ရွယ်ချက်ကဒီတောင်သူတွေကိုအကျိုးပြုဖို့ တောင်သူတွေစိုက်ပျိုးထားတဲ့ဒီနိုင်နေမှာဝိမုံကူဝင်ဆောင်မှုတွေလုပ်ပေးဖို့အတွက်ပြဌာနာဆိုတာတည်ထောင်ပေးထားတာဖြစ်ပါတယ်။သို့တော်လည်းတချို့တချို့သောတောင်သူတွေကဒီပြားဝိမုံကူတော်ကိုလက်မခံတဲ့အနေထားမျိုးလေးတွေနဲ့အခုဒါတူးနဲ့တူးဒါပြတဲ့နာလေးစစပြီးပေါ်ထွန်းလာတာဖြစ်ပါတယ်။ပြလုပ်ငန်းရှင်တွေနဲ့တောင်သူတွေရဲ့တွဲဆုံဆွေးနွေးပွဲတွေကိုအ ਨੇ ဆုံး၁၀ကျင်းထက်မနည်းပြုလုပ်ခဲ့ပြီးစီကန်းတွေမလိုက်နာတာကြောင့်ဆန္ဒပြမယ်ဆိုတဲ့သတင်းထွက်ပေါက်ခွဲလို့အော်တိုဘာ၃ရက်နေ့ကတိုင်းဒေသကြီး၄၀ရုံးခန်းမှာအဖွဲ့ဆုံးတွဲဆုံပွဲပြုလုပ်ခဲ့တာပါ။ ဆွေနွေးဝဲရလအဖြစ်လုပ်ငန်းရှင်တွေကကနေမြို့နယ်ကနေအော်တိုဘာ25ရက်နေ့နောက်ဆုံးထားထွက်ခေါ်ဖို့သဘောတူညီမှုရရှိခဲ့ပါတယ်။အခုလိုပြဿနာဖြစ်ခဲ့ရတာတွေကြောင့်ပြည်မွေးမြူရေးနဲ့ပတ်သက်ပြီးဥပဒေတည်းပေါ်ထွက်လာရေးအတွက်လွှတ်တော်မှာတင်ပြသွားမယ်လို့ပြောပါတယ်။ကျွန်တော်အောင်ကိုလတ်ပါ။